ဝါသနာရှင်တွေတိုင်ပတ်ကြတဲ့ဒီပေါ့ပေါ့နော်အိဇလာရဲ့ကွန်ဘိုပေါ့ကျွန်တော်ကိုယ်တိုင်လည်းတိုင်ပတ်ခဲ့ဘူးတယ်ဒီပေါ့ကိုမြင်အိဇလာနဲ့ထိုးရမယ်ဆိုတော့ဝါသနာရှင်အများစုသိကြတယ်အိဇလာမိုက်ကျိုးရင်လည်းတက်ပြီးတော့သုံးရမယ်ဆိုတော့အလွယ်တကူသဘောပေါက်ကြတယ်သိကြတယ်အမေဂီတာချက်ကိုထိုးဖို့အပေါက်ပြောင်းနေတဲ့ကြတဲ့ဝါသနာရှင်တွေလည်းအများကြီးရှိတယ်။ရုတ်တရက်ဆိုတော့မျက်စိမှောက်တာပေါ့လေ။ကျွန်တော်ကိုယ်တိုင်လည်းဖြစ်ခဲ့ဘူးလေ။ကျွန်တော်ဆရာဦးအောင်လေးကိုမေးပြီးတော့မှကျွန်တော်လည်းသိသွားခဲ့တယ်။အိဇလာအိဇလာဘောက်ကတော့ရိုးရှင်တယ်။ဒီအိဇလာဘောက်ကိုဒီမှာတက်လိုက်အောင် ဂီတာချက်ကတကယ်တော့ဒီနှစ်ပေါက်လုံးမှထိုးလို့ရပါတယ်နော်အလေအပေါက်ကဒါဂီတာထိုးဂီတာချက်ထိုးဖို့ပါဂီတာကီးဘုတ်စတဲ့ချက်ကျိုးနဲ့လာတဲ့ကောင်ဒီကောင်လုံးကဒီမှာထိုးလို့ရတယ်ဒီမှာထိုးလို့ရတယ်ကျွန်တော်ကီးဘုတ်လိုဒူရီယာမျိုးဆိုရင် left right ဖက်နဲ့တွဲဒီမှာနှစ်ပင်ထိုးရမှာပေါ့နှစ်ချောင်းဒီမှာတစ်ချောင်းဒီဘက်တစ်ချောင်းဒါကတော့ကျွန်တော်ကိုယ်တိုင်လည်း recording ကိုစလေ့လာခြင်းမှာကြုံတွေ့ခဲ့ဘူးလဲပြဿနာလေးဖြစ်တယ်ပြီးတော့လက်ရှိကျွန်တော် recording ပစ္စည်းတွေရောင်းနေရသူဖြစ်တဲ့အတွက်ဝါသနာရှင်အစ်စ်တီ အမြဲတမ်းမေးတာကိုလည်းခံရရတယ်သူကဂီတာချက်ပေါ်မှာထိုးအောင်လဲပေါ့နော်အဲ့အတွက်ကျွန်တော်ဒီဗီဒီယိုလေးတင်ပေးတာပါလက်ရှိ recording လောကမှာကျင်လည်နေတဲ့လူတွေကတော့အားလုံးသိကြပါတယ်အားလုံးကျေးဇူးပါ